လူငယ်ချမ်းသာခွင့်နဲ့ပြန်လည်လာခဲ့တဲ့ခင်မုန်းတဲ့အပေါ်အခုလိုစကားဆိုလာခဲ့တဲ့ခိုင်တင်းကြီးခိုင်တင်းကြီးကဒီနှစ်ပိုင်းတွေမှာရှင်သန်နေပေမဲ့လည်းမျောလင်းချက်မဲ့တယ်လို့ဖြစ်နေကြတာပါသူအနေနဲ့စိတ်ဆင်းရဲခင်ရတဲ့အကြောင်းရင်းကတော့ခင်မုန်းဖြစ်သူကအနားမှာမရှိတာကြောင့်ပါခင်မုန်းဖြစ်သူကပြေးကလေးနှစ်တွေကစားလို့အထိမ့်သိမ့်ခံထားရတာပါ905နဲ့အထိမ့်သိမ့်ခံထားရတာဖြစ်ပြီးနှစ်တွေနဲ့ချီနေပါပြီတခြားနှုပညာရှင်တွေအများအများလွတ်လာခဲ့ပေမဲ့သူမရဲ့ခင်မုန်းတဲ့ကပါမလာခဲ့ပါဘူးလူငယ်ချမ်းသာခွင့်ပေးတဲ့အချိန် ိုရင်ခင်ပွန်းပါမလားလို့အများနဲ့စောင့်ကြည့်နေတတ်ပါတယ်။ဒါပေမဲ့မပါလာတဲ့ခင်ပွန်းကြောင့်အတော်လေးစိတ်ညစ်နေကြရတာပါ။ အခုဆိုရင်တော့ခိုင်သိန်းကြီးကခင်ပွန်းလွတ်လာပြီဖြစ်လို့ပြောစရာနည်းရလေးကိုရောက်ရှိလာပါပြီ။ခိုင်သိန်းကြီးရဲ့အမျိုးသားကသူမတို့နဲ့အတူရှိနိုင်သွားပါပြီ။ဒီနေ့မှလူပေါင်း900ကျော်ကိုလူငင်းချမ်းသာခွင့်နဲ့လွတ်ပေးခဲ့တာပါ။ဒီသတင်းကြောင့်အတွင်းမှာရှိနေတဲ့သူတွေလည်းစိတ်လုံရှားနေကြရပါ။အပြင်ကမိသားစုဝင်တွေကလည်းငါသမီးငါသားငါခင်ပွန်းမောင်နှမရယ်လို့ပါလာမလားဆိုပြီးတော့စောင့်ဆိုင်းကြပါရယ်။ဒီလိုချိန်ဆိုရင်ခိုင်သိန်းကြီးကလည်းအရန်ကိုစိတ်လုံရှားနေရတာပါ။ဒီနေ့မှတော့သူမဖြစ်ချင်တဲ့စံသားတွေအားလုံးကဖြစ်မြောက်သွားကြရပါပြီ င်ခိုင်သိကြီးရဲ့ခင်မုန်းဖြစ်သူကလွန်ငင်းချမ်းသာခွင်းထဲမှာပါဝင်လာခဲ့တာပါဒါကြောင့်မလို့အခုဆိုရင်တော့အပြင်ကိုရောက်ရှိလာခဲ့ပါပြီခင်မုန်းဖြစ်သူလွန်မြောက်လာတဲ့အပေါ်မှာခိုင်သိကြီးကရင်ထဲကစကားများစွာကိုဖွင့်ဟလာခဲ့ပါတယ်ခိုင်သိကြီးကအရန်ကိုပျော်ရွှင်ဝမ်းသာနေတာပါဒါဒီမကတိပဲသူတို့မိသားစုစုံနိုင်မယ့်နေ့ကအမှန်တကယ်ရောက်ရှိလာပါပြီလို့ဆိုပါတယ်ဒီစကားတွေကိုသူ့လိုမျိုးပျော်ရွှင်စေခြင်းလို့အတိပေးလာခဲ့တာပါအနုပညာလောကထဲမှာရှိတဲ့အသည့်တွေကိုဝမ်းသာဖို့အတိပေးခဲ့တာပါ ခိုင်နေကြီးရဲ့အရေးသားကအရန်ကိုပြောရှင်းနေတယ်ဆိုတာသိတာနေခဲ့ပါတယ်။ဒီနေ့လိုလွန်မြောက်လာဖို့ဆိုတာသူမတို့မိသားစုအတွက်တော့အရန်ကိုအရေးကြီးလို့ပါ။ဖခင်ဖြစ်သူလွန်လာလို့ထိတ်ထိတ်လေးကလည်းအရန်ကိုပြောရှင်းနေရပါ။ခိုင်နေကြီးတို့မိသားစုက၃ရောက်ထဲနေထိုင်တာကြောင့်ဖခင်မရှိတဲ့ချိန်မှာဘက်ပဲ့နေတာကြပါပဲ။ဖခင်ဖြစ်သူမရှိလို့ခိုင်နေကြီးကလည်းအငငယ်နေတာပါ။ဒါအပြင်ဂျားထဲမှာခိုင်နေကြီးရဲ့ဖခင်ကလည်းကြွက်လွန်သွားခဲ့ပါတယ်။အစတော့ကတော့ဖခင်ရှိသေးရဲ့ဆိုတဲ့စိတ်နဲ့နေခဲ့ရကနေ ဖခင်မှာမရှိတော့တာကြောင့်ခိုင်သိန်းကြီးအတွက်တော့ဝမ်းနည်းစရာကောင်းခဲ့ပါတယ်။ခိုင်သိန်းကြီးကပြောပြောနေတတ်ပေမဲ့ဒီနှစ်တွေမှာတော့မီဒီယာရှေ့တောင်တိတ်မထွက်ပါဘူး။အင်တာဗျူးလည်းတိတ်မဖြေဘဲနဲ့အေးဆေးသာနေခဲ့တာပါ။ခင်မုံဖြစ်သူကအထဲရောက်နေချိန်မှာသူမအနေနဲ့ပျော်ရွှင်နေတာမျိုးမဖြစ်ချင်တာပါ။ ဒါကြောင့်မလို့တယောက်တည်းအေးဆေးတာနေနေခဲ့တာပါခင်ပွန်းလို့ဖို့အတွက်ဆိုရင်သူမအနေနဲ့လုံနိုင်တဲ့များလုပ်ခဲ့ပါတယ်အခုတော့သူမစူးစမ်းခဲ့တဲ့များကအရာထင်လာခဲ့ရပါခန်းသိချီရဲ့ခင်ပွန်းဖြစ်သူကအထင်းမှာအချိန်ကြာကြီးနေနေခဲ့ရတာဖြစ်ပါတယ်ဒါကြောင့်မလို့အပြင်ကိုရောက်လာချိန်မှာသူမအနေနဲ့ပြင်ဆင်နေထိုင်ရအောင်ပါပါဒါကြောင့်မလို့ချက်ချင်းဆိုတယ်လို့လူရှိကိုထွက်အောင်မှာမဟုတ်ပါဘူးခန်းသိချီရဲ့ခင်ပွန်းနဲ့နန္ဒာလိုင်တို့ရဲ့ခင်ပွန်းတို့ကအထင်းကိုရောက်ခဲ့ရတဲ့အချိန်ချင်းတူပါတယ်ဒါပေမဲ့နန္ဒာလိုင်ရဲ့ခင်ပွန်းကပြေးခဲ့တဲ့လပိုင်းကလေးက အပြင်ကိုရောက်ရှိခဲ့ရပါဒါကြောင့်မလိုခိုင်သေးကြီးကလည်းသူ့ရဲ့ခင်ပေါ်အပြင်ကိုရောက်လာမလားလို့မျှော်လင့်ခဲ့ရပါတယ်အခုတော့စန်တာပြေးသွားခဲ့ပြီမလို့သူတို့အတွက်ပျော်ရွှင်စရာအကောင်းဆုံးအချိန်လေးဖြစ်နေပါပြီ ခိုင်သိန်းကြီးတို့မိသားစုကအလှူတန်းတွေလည်းလှုပ်သွားဖို့အစီအစဉ်ရှိပါတယ်။ဒါပေမဲ့သူတို့လူတွေအကြောင်းကိုလူတွေသိအောင်ပြောလို့မရှိပါဘူး။ပိတ်တဆိတ်သာလူလေးရှိတာဖြစ်ပါတယ်။ခင်မုန်းလည်းအပြင်ရောက်လာပြီဖြစ်တဲ့အတွက်သူ့အနေနဲ့အရင်လိုမျိုးပြန်ပြီးတော့ပျော်ရွှင်နိုင်ပြီလည်းဖြစ်ပါတယ်။ခိုင်သိန်းကြီးကစိတ်အစင်မပြေပေမဲ့လည်းသူ့ကိုယ်သူကျမ်းမာအောင်လှအောင်အမြင်နေထိုင်ခဲ့ရပါ။ထိတ်ထိတ်ကိုလည်းထူးချွန်တဲ့သမီးလေးဖြစ်အောင်ဆုံးမနိုင်ခဲ့ပါတယ်။ဖခင်ဖြစ်သူအထဲရောက်နေချင်းစီးပွားရေးလုပ်ငန်းတွေကိုထိတ်ထိတ်ကပဲဦးဆောင်ခဲ့ရပါ။ထိတ်ထိတ်ကသူ့အဖေမရှိချိန်မှာခိုင်သိန်းကြီးစိတ်မကောင်းဖြစ် ်မှာကိုမလိုလားပါဘူး။ဒါကြောင့်မလို့ထက်မြက်အောင်စူးစမ်းနေကြရပါအခုဆိုရင်တော့စီးပွားရေးလေးဥဆောင်နေတယ်လို့တရုတ်ဆောင်လေးလုံနေပါပြီ။ထိတ်ထိတ်ရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးကလည်းလောင်မင်းလာတယ်မှာယုံတင်မှာဖြစ်လို့ဖခင်ကတော့ကြီးကွင်းရတော့မှာဖြစ်ပါတယ်။သူမရဲ့ရုပ်ရှင်ကိုဖခင်ကဝါကြည့်ရတော့မှဖြစ်လို့ထိတ်ထိတ်ကတော့ပျော်ရွှင်နေပါတယ်။လူငယ်ချမ်းသာခွင့်နဲ့ပါလာခဲ့တဲ့ခိုင်သိင်းကြီးခင်မောပေါ်မှာအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။ကျေးဇူးပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။